ားလုံးပဲမင်္ဂလာပါအဲကျเจ้าကိုဒီ messenger မှာပေါ့နော် page ရဲ့ messenger မှာဟောအဲ TikTok မှာကောလာပြောတဲ့အထင်မှာအချို့ညီမလေးတွေရောမောင်လေးတွေရောပေါ့နော်အမအေးကျွန်တော် interview မအောင်လို့ဆိုတဲ့ဟာမျိုးလေးတွေလာပြောကြတယ် interview ဘာလို့မအောင်လာလဲမသိဘူး interview မအောင်ပေါ့နော်ကျွန်တော်အစာညံ့တဲ့ခင်မှလည်းမပါဘူးအစာမရတဲ့ခင်မှလည်းကျွန်တော်မပါဘူးဒါပေမဲ့လို့အင်တာဗျူးမအောင်ဘူးဘာဖြစ်လို့လဲမသိဘူးပေါ့နော်အဲ့လိုမျိုးလေးတွေလာလာပြီးတော့ပြောကြတယ်ဘယ်လိုလုပ်ရမလဲဆိုပြီးလာလာပြောကြတယ်ပေါ့နော် အင်တာဗျူးပုံစံတွေအကြီးကအချက်နှစ်ချက်ဆိုတဲ့ဟာလေးကိုကျွန်တော်အရင်တော့တင်ပြီးပြီမေးပြောထားတာပေါ့နော်မေးပြောတဲ့ဟာလေးရှိတယ်အဲ့မဲ့တိတာစီမှာအရင်တော့တင်ပြီးမဲ့လို့ TikTok ကဖျက်ချလို့ဒီဟာတင်လို့မရဘူးပေါ့နော်တခြားဗီဒီယိုတွေလည်းမင်းစီမှာတင်လို့မရဆိုမင်းဗီဒီယိုတွေတခြားစီမှာတင်လို့မရပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က page လေးလုပ်လိုက်တာဖြစ်ပါတယ် page မှာကျွန်တော်နှစ်ယောက်လုံးရဲ့ဟာလေးတွေတင်ပေးထားပါတယ်ဆိုတော့ page ကဒီတရဲ့ဒီတရဲ့ account ဘိုင်းအိုမှာဒီ page ရဲ့ link ကိုချပေးထားတယ်ဆိုတော့အဲ့ဒီ link ကနေဝင်ပြီးလို့ရှိရင်တို့ page ကိုရောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ page မှာ me ရဲ့အဲ့ဒီ interview အောင်စီတိုင်းရဲ့အထူးအကြောင်းရင်းနောက်ခုဆိုတဲ့ဟာလေးတင်ပေးထားရပေါ့နော်ဆိုတော့ရှားကြည့်ပါအဲ့ဒီနေ့ကတော့ထပ်ပြီးတော့ဖြည့်ဆွတ်အနေနဲ့နောက်ထပ်တစ်ခုဒါထပ်ပြီးပြောပြပေးမယ်ရှားရဲ့ point of view ပေါ့နော်အဲ့ဒါပါလေဆိုတော့ကြတော့ဂျီကိုရှော့ခိုင်ဂျီကိုရှော့ခိုင်ဆိုတာလူတိုင်းသိတယ် interview ဖြေတိုင်းလဲလူတိုင်းအနေနဲ့လုပ်ရတဲ့ခါပေါ့နော်ဂျီကိုရှော့ခိုင်ရဲ့ဂျာ interview အောင်ဂျီကိုရှော့ခိုင်မှာဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးလေးကိုကြည့်ပြပြပေးမယ်ဆိုတော့ ဘာလဲဆိုတော့လေအခုကလေသွားချင်တဲ့လူတွေကတအားများတယ်တအားများတဲ့အချိန်မှာအင်တာဗျူးဖြေတဲ့လူတွေကလည်းဥပမာဒီအလောက်ကကျွန်တော်9ယောက်ရွေးမယ်ဆိုလို့ရှိရင်ဖြေတဲ့လူကအယောက်20လောက်ရှိရယ်10ယောက်ရွေးမယ်ဆိုလို့ရှိရင်အင်တာဗျူးဖြေတဲ့လူကအယောက်50လောက်ရှိရယ်ပို့ပြီးတော့များလာတယ်ဖြေတဲ့လူတွေကအဲ့တော့ကျတော့ကိုယ့်ရဲ့ဒီအင်တာဗျူးအွန်လိုင်းစီရခိုင်နှုန်းပေါ့နော်အွန်လိုင်းနဲ့ရခိုင်နှုန်းကတဖြည်းဖြည်းနဲ့နည်းလာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျတော့ပြီးရင် အင်တာဗျူးဖြေတဲ့အခါလူအရန်များတဲ့အခါမျိုးမှာဒီအင်တာဗျူးတွေလူအနေနဲ့ကလည်းဒီအင်တာဗျူးတောင်းသားတွေအပေါ်မှာပေါ့နော်အင်တာဗျူးရှင်တဲ့လူတွေအပေါ်မှာပေးတဲ့အချိန်ကလည်းတော်တော်လေးနည်းနည်းလာတယ်ပေါ့နော်တယောက်က5မိနစ်ပဲပေးတာမျိုးတွေတယောက်က10မိနစ်ပဲပေးတာမျိုးတွေပေါ့နော်လူအများကြီးကို view ရတာဖြစ်တဲ့အတွက်ကြောင့်မို့ပေးတဲ့အချိန်ကတဖြည်းဖြည်းနည်းလာတယ်အဲ့ဒီနည်းလာတဲ့အပေါ်မှာအဓိကအားဖြင့် ဒီဒီကြားတဲ့5မိနစ်10မိနစ်ဆိုတဲ့အတွင်းအထဲထဲမှာသူတို့ကအဲဘသူ့ကိုရွေးမယ်ဆိုတဲ့ဟာတွေကိုသူတို့ရွေးကြတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ5မိနစ်10မိနစ်ပါကမဖြစ်မနေကဂျီကိုရှော့ခိုင်ထည့်ရတာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုမိတ်ဆက်တဲ့ဂျီကိုရှော့ခိုင်ကပြောဖို့ပြောရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှာကဂျီကိုရှော့ခိုင်မှာပဲအဲကျတော့ဒီ interview နေတဲ့သူကဒီအလုပ်ရှင်က ရှာတဲ့ point တွေကိုကိုကပေးနိုင်ဖို့လိုတယ်လို့ကြားအနေနဲ့ထင်တယ်အဲ့လိုမျိုးဂျီကိုရှော့ခိုင် ထဲမှာပေါ့နော်ဂျီကိုရှော့ခိုင်မှာဆိုလို့ရှိရင်ဒါကဂျီကိုရှော့ခိုင်ဆိုတာကိုယ့်ကိုယ်ကိုမိတ်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့နာမည်ပါမယ်အဲနာမည်ပါမယ်အသက်ပါမယ်ကိုယ့်ရဲ့ဇာတိလိုမျိုးဟာတွေပါမယ်ပြီးရင်ကိုယ့်ရဲ့ဝါသနာလိုမျိုးတွေကိုယ့်ရဲ့အာဘာပါမလဲပြီးလို့ရှိရင်အားသာချက်အားနည်းချက်လိုမျိုးတွေဒါမျိုးတွေပါမယ်ပေါ့နော်ဒါမျိုးတွေပြောတယ်ဆိုတာကဟိုမှာကျွန်တော်နာမည်အမောင်မောင်မှာကျွန်တော်တက္ကသိုလ်25ပါကျွန်တော်ကရန်ကုန်ဇာတိပါအဲပြီးလို့ရှိရင်ကျွန်တော်ရဲ့ဝါသနာကဂီတာတီးတာပါအဲကျွန်တော်ရဲ့ဟိုမှာပေါ့ကောင်းဟို အတာချက်ကဘာဝအာနေချက်ကဘာဝဆိုပြီးပြောတဲ့ဟာမှာအဲ့တော့အဲ့ဒီဂျီကိုရှော့ခိုင်ကိုအသုံးချရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျာကဟိုကိုယ့်ရဲ့အကြောင်းကိုပေါ့နော်ကိုယ့်ရဲ့မိတ်ဆက်တဲ့ဟာလေးကိုကျွန်တော်တို့ကတူတူတုတ်တုတ်ခင်းနေအပေါ်ဆုံးကနေပြီးတော့ကျွန်တော်နာမည်မောင်မောင်မ25နှစ်ပါရန်ကုန်မှာနေပါတယ်ရန်ကုန်စားတီးပါဆိုတဲ့ဟာမျိုးလေးကိုပြောပြပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ဝါသနာပေါ့ဝါသနာမှာကျွန်တော်ကဥပမာခေတ္တတီးတာဝါသနာပါပါတယ်ဆိုတဲ့ဟာဟာပေါ့နော်အဲ့တော့ တခါလေးစားလို့ရှိရင်ရှိသေးတယ်ကျွန်တော်ကဟိုမှာ1990ဘယ်နှစ်ခုနဲ့ဘယ်နှစ်လပိုင်းဘယ်နှစ်ရက်နေမှာမွေးတယ်ဆိုတဲ့ဟာမျိုးတွေပါတချို့ကပြောကြတယ်စတွေ့တွေ့ချင်းမူတယောက်ကိုဘယ်သူကမှဘယ်နှစ်ခုနဲ့မှဘယ်နှစ်လပိုင်းမှာမွေးတယ်ဘယ်နှစ်ရက်နေမှာမွေးပဲဘယ်သူကမှစိတ်မဝင်စားဘူးသိလည်းမသိချင်းဘူးပြောနေရင်လည်းစိတ်မဝင်စားဘူးအဲ့ဒီတော့ကြောင့်မလို့ကြတော့အဲ့ဒီဟာလေးဖြုတ်သိချင်းတယ်ဒါကဒီတိုင်းရဲ့ point of view ပါနော်ဒါကတော့ကိုကိုဆုံးဖြတ်ချက်နဲ့ကိုပဲအဲ့တော့ဒါမျိုးလေးတွေဖြုတ်ဖြုတ်ပြီးလို့ရှိရင်တော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 ်ကလေးကိုအကြောင်းလေးကိုပြောပြီးရဲ့အခါကျလို့ရှိရင်တော်တော်ဝါသနာပေါ့ဝါသနာမှာဆိုလို့ရှိရင်လေဥမာ ကျန်ခိုင်ခေါ်ဖြစ်တဲ့အတွက်ကြောင့်မို့ကြဇီကိုချော့ခိုင်ကိုခိုင်ခေါ်တယောက်အနေနဲ့ပေါ့နော်။ဥမာခိုင်ခေါ်တယောက်အနေနဲ့ဆိုလို့ရှိရင်ဘာဝါသနာပါလဲလို့ပြောတဲ့အခါကြလို့ရှိရင်ဥမာကခလေးနေနဲ့ဆော့ရတာဝါသနာပါတယ်ဆိုတဲ့ဟာမျိုးပြီးလို့ရှိရင်ခလေးချစ်တဲ့တယ်သို့မဟုတ်ဖိုးဖွားတွေကိုချစ်တဲ့တယ်ဆိုတဲ့ဟာမျိုးကိုယ့်ရဲ့ကိုယ့်ရဲ့ဘယ်လိုပြောရမလဲကိုယ့်ရဲ့ကောင်းဘက်ကို highlight လုပ်စေချင်တာပေါ့နော်။ဂီတာဒီနဲ့ပါဂီတာဒီကဝါသနာပါတယ်ဆိုတာလည်းမျိုးလောက်ဟင်းချက်တာဝါသနာပါတယ်ဆိုတာလည်းမျိုးလောက်နဲ့ပဲမပြီးသွားပဲနဲ့ ဥမာဟင်းဆက်တယ်ဆိုလို့ရှိရင်လည်းဒီကိုဒီခိုင်းခေါ်အလုံးမှာတောင်းလို့ရတဲ့ဟာမျိုးပဲပေါ့နော်ငါဟင်းဆက်တာဝါသနာပါတယ်ဘာလို့လဲဆိုတော့တချို့အဲဒီဟာတွေမှာဟင်းဆက်ရတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဟင်းဆက်တာဝါသနာပါတယ်ပြီးလို့ရှိရင်ငါကအိမ်မှာအဖိုးအဖွားတွေနဲ့အတူတူနေခဲ့တဲ့လူဖြစ်တယ်လည်းကြောင့်မို့အဖိုးအဖွားတွေနဲ့အချင်းကုံဆုံးရတာကြိုက်တယ်ဆိုတဲ့ဟာမျိုးအဖိုးအဖွားတွေရဲ့ဝေယဝိဆောက်အလုပ်ပင်းနဲ့အချင်းကုံဆုံးရတာကြိုက်တယ်ဆိုတဲ့ဟာမျိုးဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေကိုယ့်ရဲ့အလုံးနဲ့ပတ်ဆိုင်နဲ့အဲဒီအချက်ပေါ့နော်သူတို့ရှာနေတဲ့အချက်ကို ပေးတတ်ဖို့လိုတယ်အဲ့တော့ဝါသနာအနေနဲ့ပြီးသွားတယ်ဝါသနာအနေနဲ့ပြီးသွားတဲ့အခါမျိုးကြလို့ရှိရင်ကျတို့နောက်တစ်ခုဘာရှိအောင်မလဲဆိုလို့ရှိရင်ကျတို့အာသာချက်အားနည်းချက်တွေပေါ့နော်ဥပမာငါရဲ့အာသာချက်ကဘာလုံးဆိုတဲ့နေရာမှာအဲ့လိုအဲ့ဒီလိုအာသာချက်နေရာမျိုးမှာဥပမာငါကစိတ်ရှိတဲ့လူမျိုးငါကဒီမှာဒီလိုမျိုးပေါ့နော်ပြောရမလဲအတင်းအဖွဲနဲ့ teamwork လုပ်နိုင်တဲ့သူမျိုး ိုတဲ့ဟာမျိုးတွေအဲပြီးလို့ရှိရင်မာခိုင်းတဲ့အလုပ်ကိုခိုင်းတဲ့အတိုင်းတိတိကျကျလုံးနိုင်တဲ့သူမျိုးပါဆိုတဲ့ဟာမျိုးလေးတွေပေါ့နော်ဟုတ်ဟုတ်မဟုတ်ဟုတ်ကိုယ့်ရဲ့အလုပ်ကရှာနေတဲ့အချက်ကိုကိုကပေးနိုင်ရမယ်ပြန်တော့ခုကအားနေချက်ပေါ့နော်အားနေချက်ဆိုတဲ့နေရာမျိုးမှာလဲကျတို့အလုံးနဲ့တက်ဆိုင်တဲ့ ကိုယ့်ရဲ့အလုံးနဲ့တက်ဆိုင်သွားမယ်အားနည်းချက်မျိုးမပေးရဘူးအားနည်းချက်မဖြစ်မနေပေးရမယ်ဆိုလို့ရှိရင်နည်းနည်းပို့ပို့ပါပါလေးပဲပေးသင့်နေတယ်ပေါ့နော်ဥပမာစပိန်မရှိတတ်ဘူးဆိုတဲ့ဟာမျိုးကိုအားနည်းချက်သွားမပေးပါနဲ့ဘာဖြစ်လို့လဲဆိုဂျပန်နိုင်ငံမှာစပိန်များဆုံးသုံးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စပိန်သုံးတချို့နေရာတွေသုံးရတာဖြစ်တဲ့အတွက်ကြောင့်မို့စပိန်မရှိတတ်ဘူးဆိုတဲ့အားနည်းချက်မျိုးမပေးပါနဲ့ပြီးလို့ရှိရင်ဥပမာအရန်ကြီးပေါ့နော်အရန်ကြီးတို့ရဲ့အလုံးမှာသုံးဖြစ်ပါမလားဆိုပြီးဟာမျိုးထင်သွားမဲ့အားနေချက်မျိုးမပေးပါနဲ့ဥပမာဆိုလို့ရှိရင်တချို့ကအားနာတတ်တယ်ဆိုတဲ့ဟာမျိုးဖြစ်တယ် အာနာတက်တယ်ဆိုတဲ့ဟာမျိုးအဲကြားလဲအရင်တော့ဖြေခဲ့ဘူးလေအာနာတက်တယ်ဆိုတဲ့ဟာမျိုးအာနာတက်တယ်ဆိုတဲ့ဟာမျိုးမဖြေပါနဲ့လို့လေကြားလို့အရင်တော့ပြောထားဘူးလေဒါပေမဲ့ကိုကအာနာတက်တယ်ဆိုတဲ့ဟာကိုဖြေခြင်းနဲ့ဆိုလို့ရှိရင်အာနာတက်တယ်ရဲ့နောက်မှာအာငါကအာနာတက်တယ်တိတ်ငါရဲ့အလုတ်ကတယောက်ယောက်ကငါကိုအဲအိုနေတိုင်းလောက်လာခဲ့တယ်တခုခုကိုအဲတခုခုကိုကုညီဖို့တောင်းဆိုလာခဲ့တယ်ဆိုလို့ရှိရင်ငါကအဲ့ဒီဟာကိုအာနာပြီးတော့ကြတော့အဲ့သူများကိုကူညီပေးတတ်တယ်ဆိုရဲဟာမျိုးအဲ့ဒီကိုယ့်ရဲ့အားနည်းချက်မှာကိုပဲအားနည်း ချက်ကနေအားသာချက်ဖြစ်အောင်ပေါ့နော်အဲတုံးဖို့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေဖြစ်စေခြင်း ਨੇ အဲ့လိုမျိုးအားသာချက်အားသာချက်ပြောတဲ့အချိန်မျိုးမှာလေအဓိကအနေနဲ့ကနောက်တစ်ခုကဘာလဲဆိုတော့ကြတော့အဲသူတို့မေးသည်ဖြစ်စေမမေးသည်ဖြစ်စေနောက်တစ်ခုကအလုံးအတွေ့အကြုံလေးတွေထည့်စေခြင်း ਨੇ အလုံးအတွေ့အကြုံပေါ့နော်အလုံးအတွေ့အကြုံဆိုတာကိုတုံးလို့ရမယ်ဒီကိုနဲ့အခုကိုအင်တာဗျူးနေတဲ့အလုံးမှာအလုံးနဲ့သက်ဆိုင်တဲ့အတွေ့အကြုံရှိတယ်ဆိုလို့ရှိရင်ဥပမာခိုင်းခေါ်ဆိုလို့ရှိရင်အငါကတော့ခိုင်းခေါ်သမားတွေအနေနဲ့ကငါကတော့ ဥပမာပေါ့နော်အဲဒီလိုမျိုးဒီကဲပေါ့နော်ဒီကဲဆိုတာခလေးလေးတွေဒီကဲမျိုးအဲ့လိုဒီကဲမျိုးမှာအဲငါကတော့အလုပ်လုပ်ဖူးတယ်ဆိုတဲ့ဟာမျိုးပြီးလို့ရှိရင်ဒီလိုမျိုးတတိကေဟာဒီမှာဖော်လန်တီးယားလောက်ဖူးရဲဆိုတဲ့ဟာမျိုးဒီလိုမျိုးအခမဲ့လောက်အားပေးလောက်ဖူးရဲဆိုတဲ့ဟာမျိုးလေးတွေအဲအဲ့လိုမျိုးလေးပေါ့နော်အသေးခွဲနဲ့လောက်ဖူးတဲ့ဟာမျိုးလေးတွေပြီးရင် service ပေးတဲ့ customer service နဲ့ပတ်သက်တဲ့ဟာမျိုးလေးတွေကိုကျွန်တော်ကအဲဟိုအထယ်ရောက်မှုတာပဲဖြစ်ဖြစ် စင်းပါဆင်ဖြစ်ဘူးတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးဒီလိုမျိုး service ပေးတဲ့ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းမျိုးလေးတွေနဲ့သက်ဆိုင်တဲ့အဲဒီအတွေ့အကြုံရှိမယ်ဆိုလို့ရှိရင်ခရီးတက်ပါတယ်နောက်တစ်ခုသတိထားစေချင်တာကအားနည်းချက်မှာပေါ့နော်အားနည်းချက်မှာတစ်ခါလေကြလို့ရှိရင်တချို့အဲဒီတချို့ page တွေကနေပြီးတင်ကြတဲ့လိုမျိုးပေါ့နော် interview ဖြစ်တဲ့အချိန်မှာထည့်လို့ရတဲ့အားနည်းချက်ဆိုတဲ့အားမျိုးလေးတချို့ page တွေကနေတင်ကြတယ် တချို့ဆရာတွေတင်ကြတယ်ဒါကဒီဆရာတွေကိုဒီကကဆော်ကားလို့ခြင်းလုံးဝမဟုတ်ပါဘူးဒါပေမဲ့လို့ဘာလဲဆိုတော့ကျတော့ကျမကအဲ့လိုအားမင်းချက်ပါလေကျမကလေအရန်အတွေးများတယ်ဆိုတဲ့ဟာမျိုးခံစားရစုကြည့်ဆိုတဲ့ပုံစံမျိုးတွေပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဘာလို့ဆိုမိတဲ့လုံးနဲ့ဆိုတဲ့ဟာမျိုးတွေပြီးလို့ရှိရင်တခုခုပြဿနာတခုခုဖြစ်တယ်ဆိုလို့ရှိရင်ကျမကအဲ့လိုကြောက်အရန်ကြောက်တတ်တယ်အရန်ပြာတတ်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော် အဲ့လိုမျိုးပေါ့နော်မေးတက်လွန်းနေတို့ကြောက်တက်လွန်းနေတို့ပြီးလို့ရှိရင်အရင်စဉ်းစားလွန်းနေဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေမပေးပါနဲ့အဲ့လိုမျိုးဆိုတာကဘယ်လောက်မှမအဆင်မပြေဘူးဘာဖြစ်လို့အဲ့လိုမျိုးကိုအားနည်းချက်မှထည့်သုံးဖို့ရတယ်လို့ပြောထားတာလဲဆိုတဲ့ဟာကိုကြာနားမလည်ပေမဲ့လို့မသုံးသိချင်ပါဘူးနော်ဆိုတော့အဲ့လိုမျိုးတွေမဖြစ်ပါမမသုံးသိချင်ဘူးအားနည်းချက်ဆိုလို့ရှိရင်နည်းနည်းပေါ့ပေါ့ပါပါပေါ့နော်အဲခိုင်းဖို့မဟုတ်တဲ့အလုပ်မျိုးတွေပါဆိုလို့ရှိရင် ဲဆိုလို့ရှိရင်ကိုကအာဟင်းချက်တာအရင်မတော်ဘူးဆိုတာတော့သုံးလို့ရတယ်ဒါပေမဲ့ခိုင်းပေါ်ဆိုလို့ရှိရင်တော့ဟင်းချက်တဲ့ဟာကခါလီအာသာစက်ဖြစ်တတ်တယ်အဲ့တော့ဟင်းချက်တဲ့ဟင်းချက်ရတဲ့အားမျိုးတွေလည်းရှိရတဲ့ကြောင့်မလို့အဲ့လိုမျိုးနေရာမျိုးတွေမှာဆိုလို့ရှိရင်တော့ကိုကကိုရဲ့အားသာချက်အားနည်းချက်ကိုနည်းနည်းလေးမျှပြီးတော့ကြတော့ကိုကဘယ်ဟာထည့်ရမလဲဆိုတဲ့ဟာကိုရှာပေါ့နော်အဲ့လိုမျိုးအားနည်းအားနည်းချက်ကနေပြီးတော့လေအားသာချက်အဖြစ်ပြန်သုံးဖို့ရှာတဲ့ပုံစံမျိုးလေးတွေနဲ့သုံးမယ်ဆိုလို့ရှိရင်အဆင်ပြေရပေါ့နော်အဲ့တော့နောက်ဆုံးချုပ်အနေနဲ့ကဘာလို့ဆိုတော့ဒီအင်တာဗျူးနေတဲ့9မိနစ်10မိနစ်လို့အချိန်မျိုးမှာ အဲကျတို့သူတို့ရှာနေတဲ့ point လေးတွေပေါ့နော်သူတို့ရှာနေတဲ့အာသူဆိုလို့ရှိရင်တော့ငါတို့အလုံးမှာအဆင်ပြေလောက်တယ်ဆိုတဲ့ပုံစံမျိုးမြင်သွားလာအောင်အဲကျတို့ရှိစေခြင်းနဲ့ပေါ့နော်အရင်ကြီးမဟုတ်အခုခုကိုအရင်ကြီးမြောက်ပြီးရေခိုင်းတာမျိုးမဟုတ်ပြင်မဲ့လို့ငါကအသုံးဝင်တဲ့လူမျိုးပါဆိုတဲ့ဟာကိုသူတို့မြင်စေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးရေးပေးတယ်ရေးပေးနိုင်တယ်ဆိုလို့ရှိရင်အဲကျတို့ interview အောင်မှုက ဟိုသူတို့တွေဟိုဒီ follow up question တွေမေးဖို့အတွက်အချိန်မရှိခဲ့ဘူးဆိုလို့ရှိရင်တော့မှာပဲဂျီဘိုးရှော့ခိုင်ထဲမှာကိုကသူတို့ရှာနေတဲ့ဟာတွေအကုန်ပြီးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကို interview အောင်ဖို့အတွက်ကအဲရာခိုင်နှုန်းအရန်များသွားပြီပေါ့နော်သူများရေးထားဆားလို့ရှိရင်အဲညီမလေးတယောက်အကုန်တော်တော်များများတော့လာပြောကြတယ်အမေကြီးအကုန်လုံးတော့မဖြေပြီးနိုင်ဘူးပေါ့နော်ညီမလေးတယောက်ဆိုလို့ရှိရင်သူ အဲသူ့ရဲ့ level အနေနဲ့သူစားလဲရတယ်စအရင်ညံ့တဲ့ထင်မှာမပါဘူးစားရတယ်ဒါပေမဲ့လို့ interview အောင်ဖြေတဲ့အခါမှာမအောင်ဘူးဖြစ်ဖြစ်နေခဏခဏကြက်ကြက်နေခဲ့တယ်ဘာဖြစ်လို့လဲမသိဘူးအမရဲ့လို့ပြောတော့ကြတော့အကြကဂျီကိုရှော့ခိုင်လေးပြပါလားလို့တရားကိုလို့ဆိုပြီးပြောတော့အဲဂျီကိုရှော့ခိုင်ပြလာတယ်ပေါ့နော်သူ့ရဲ့ level နဲ့သူရေးထားတဲ့ဟာနဲ့ကအရန်ကောင်းတယ် grammar လည်းတော်တော်များများမှန်တယ်အမရန်နေတယ်ပေါ့နော်ဒီကလေးအနေနဲ့စာညံ့တဲ့ကလေးမျိုးမဟုတ်ဘူးဆိုတဲ့ဟာကိုကြည်ကြာကြီးကိုရောက်ခိုင်ကြည့်အောင်နဲ့တည်ရ အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဂျီကိုရှုခိုင်ဖက်ကြည့်လိုက်တဲ့အခါမှာကြာအဲ့လိုမျိုးပေါ့နော်မလိုအပ်တဲ့ point လေးတွေများတယ်မလိုအပ်တဲ့ဟာလေးတွေများတယ်တကယ်လိုအပ်တဲ့ဟာကိုတကယ်ရှာတဲ့ဟာကိုမပေးနိုင်ဘူးဂျီကိုရှုခိုင်ဖက်ကြည့်လိုက်တဲ့အခါကြာလို့ရှိရင်အာ तू ကဒီလိုဒီလိုဒီလိုဒါလောက်နဲ့ပဲပြီးသွားတယ်တကယ်တကယ် interview ရှည်ရတဲ့ကြီးကိုချောက်ခိုင်းနေတဲ့တိတ်မတူဘောနော်အဲ့ဒီအချိန်မှာဒီကကဒီနေရာဒီနေရာဒီနေရာလေးတွေကိုပြင်စေခြင်းနဲ့ဒီဟာဒီဟာလေးတွေကိုတော့ပြောင်းစေခြင်းနဲ့လို့ပြောလိုက်တဲ့အခါမှာသူပြောင်းလိုက်တယ်ဘောနော်ပြောင်းပြီးတော့ကြောက်လာပြတယ်အဲရလဲအဲ့လောက်လောက်ဆိုရင်အဆင်ပြေပါတယ်ဗောအဲ့လိုမျိုးပြောတဲ့အခါမှာသူနောက်တစ်ခေါက် interview ဖြေတဲ့အခါမှာ interview အောင်သွားတယ်ဗောနော်ဆိုတော့အရင်လဲဝမ်းသာတယ်အဲအဲ့ဒီဟာလေးကြောက်မလို့ကြာပြောခြင်းနေရလဲတော်တော်လေးကြာပြီဗောနော်ဆိုတော့အဲဂျီဘိုးချောက်ခိုင်းလေးကိုကောင်းကောင်းပြင်နိုင်နေဆိုလို့ရှိရင်အဲကျွန်တော်တို့ interview အောင်ဖို့ကြာခိုင်နှုန်းက ထင်တာထက်ပိုပြီးတော့များပါတယ်